ပေါ်မေပြိတ္တများအားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ဒါအပယ်ခံတယောက်ကနေဟီးရိုးတယောက်ဖြစ်လာတဲ့သမိုင်းတရေးပေးနိုင်သူတယောက်ဖြစ်လာတဲ့ခရစ်ချယ်ဘယ်လီတောင်မှန်ကစားသမားအစည်းရဲ့အကြောင်းပဲဖြစ်ပါတယ်သူရဲ့ကစားသမားဘဝအစောပိုင်းကဘလောက်တတိခက်ခဲခဲ့တယ်လဲဆိုလို့ရှင်ဒီပရိုတယောက်မဖြစ်ခင်အကယ်ဒမီအကြောင်းသားဘဝကလေးကအာစနယ်အကယ်ဒမီမှာသူတက်ခွင့်ရခဲ့တယ်ဒါပေမဲ့အာစနယ်အကယ်ဒမီမှာ၅နှစ်ကြာပြီးတဲ့အချိန်မှာအာစနယ်ကသူ့ကို ဘာမျော်လင့်ချက်မှမရှိဘဲနဲ့ဒါအကယ်ဒမီကနေထုတ်လိုက်တယ်ပေါ့လေဒါသူတို့ဖြစ်မြောက်မလာဘူးလို့ယူဆတဲ့အတွက်ပေါ့ပြီးတော့ Arsenal Academy ကထုတ်ပယ်ခံရပြီးတော့သူက Fulham Academy ကိုပြောင်းတယ် Fulham Academy မှာလည်းနှစ်နှစ်ကျော်မှဒါပြန်ပြီးတော့သူ့ကို Fulham Academy ကလည်းသူ့ကိုစွန့်ပစ်လိုက်တယ်ပြီးတော့ Reading Academy နဲ့သွားပူးပေါင်းတယ် Reading Academy ရောက်တော့လည်းလျှောက်လာပဲကြာလိုက်တယ်သူပြန်ပြီးတော့ထွက်ရပြန်တာပဲတော်ယုံတန်ယုံကစားသမားတစ်ယောက်လူငယ်လေးတစ်ယောက်ဆိုလို့ရှိရင်အဲ့ဒီအချိန်နေမှာကတည်းက စိတ်တက်ကြပြီးတော့ဒါ career နောက်တစ်ခုချိန်ရင်တောင်ချိန်သွားနိုင်တော့တဲ့အနေအထားမျိုး ဖြစ်သွားတာပေါ့လေအသင်း၃သင်းစလုံးရဲ့ academy ရရင်ထွက်ရတယ်ပေါ့ပြီးတော့နောက်ထပ် Mi War Academy ကို ရောက်တယ်နှစ်နှစ်လောက်ကြာတယ်ထပ်ပြီးတော့သူထုတ်ပဲ့ခံရပြန်တာပဲဒီတော့ depression ဝင်မယ်ဆိုရင်တော့ဝင်သွားလောက်မဲ့အနေအထားမျိုးအသင်း၄သင်းကိုသွားပြီး academy မှာတက်တယ်ဒါပေမဲ့၄သင်းစလုံးကထုတ်ခံရတယ်အဲ့ဒါပြီးတော့သူက ဘာလုပ်လဲဆိုတော့ဒီကလပ်အသင်းလေးတွေအသင်းပေါင်းများစွာမှာသူသွားပြီးတော့ရှေ့ဆန်းဆန်းသက်ခံတယ်သူ့ကိုပရိုဆာရှုပ်ရှုပ်မလားဒီ professional ဘောလုံးသမားတယောက်ဖြစ်လာမလားဆိုတော့စိတ်နဲ့အသင်းငယ်လေးတွေမှာသွားပြီးတော့ဒီဆန်းသက်ခံခဲ့ပေမဲ့သူ့ကိုဘယ်သူမှခေါ်ယူစာချုပ်ရှုပ်တာမျိုးမရှိခဲ့ဘူးအဲ့လိုဖြစ်နေတဲ့အခြေအနေမျိုးမှာသူ့အတွက်ကံကောင်းခဲ့တာသူ့ကိုကယ်တင်ခဲ့တာကတော့ဒါ QPR ပဲ QPR ကအဲ့ဒီသူ အသင်းပေါင်းများစွာနဲ့ငင်းပဲခံရပြီးလို့လပိုင်းအတွင်းမှာကျူပီယာကသူ့ကိုပထမဆုံး professional စာချုပ်ချုပ်တဲ့အသင်းဖြစ်တဲ့ကျူပီယာမှာသူပထမရာသီမှာရာသီဝက်ကစားပြီးတော့နောက်ထပ်သူအငှားသွားကစားရသေးတယ်ဒါပေမဲ့နောက်ထပ်နှစ်ရာသီမှာတော့ကျူပီယာအတွက်သူထိုက်တင်တဲ့လောက်ရှေ့ဆွမ်းပြနိုင်ခဲ့တယ်ဒါကြောင့်မို့လို့သူ့ကို Crystal Palace ကနေမျက်စိကျပြီးတော့သူ့ကိုခေါ်ယူလိုက်တယ် Championship မှာကစားနေတာကနေသူက Crystal Palace နဲ့သူ Premier League မှာကစားခွင့်ရတယ် Premier League မှာ ကစားခွင့်ရတာနဲ့တောက်လျှောက်အတင်းရဲ့အမားခံစားသမားတယောက်ဖြစ်လာပြီးတော့အခုဆိုလို့ရှိရင် FA Flag Final မှာ Man City ဘက်ကိုအနိုင်ငိုးသွင်းပြီးတော့ Palace အတင်းသမိုင်းရဲ့ပထမအဦးဆုံးစုဖလားကိုရယူပေးနိုင်ခဲ့ပြီးဒီယာတီမှာအစည်းက Palace အတွက်42ပွဲကစားထားပြီးတော့73ဂိုးသွင်းပြီးတော့ဖန်တီးမှု12ကြိမ်ပြုလုပ်ပေးထားတယ်။ဒါကြောင့်မလို့အခုဆိုလို့ရှိရင်ဒါသူ့ကိုဘယ်လိုပြောမလဲဆိုတော့အတင်းကြီးတွေကတောင်မှစိတ်ဝင်စားတဲ့အဆင်မျိုးဖြစ်လာခဲ့ပြီး အားလုံးရဲ့ညင်းပယ်ခံရတဲ့အနေထားကနေအခုဆိုလို့ရှိရင်ဒါအတင်းကြီးတွေကိုယ်တိုင်စောင့်ကြည့်ရတဲ့ခေါ်ယူရှင်နဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်တော်ယုံတန်ယုံလူတွေအနေထားနဲ့ဆိုလို့ရှိရင်အစည်းရဲ့ဖြတ်တန်းမှုဟာစိတ်ဓာတ်ကြရှင်စရာအချုံးပေးရှင်စရာဖြစ်ခဲ့ပေမဲ့သူကတော့ကြိုးစားအားထုတ်မှုလုံလာရီယာဆိုင်မှုတွေနဲ့အတူအောင်မြင်တဲ့ကစားသမားဘဝကိုသူတက်လှမ်းနိုင်ခဲ့တယ်ဒါဟာလက်ရှိဘောလုံးလောကက လူငယ်တွေဖြစ်စေဒါပြင်ပဘွားကကျွန်တော်တို့အတွက်လဲအတူယူစရာဒါအထင်ကြီးစရာပေါ့သဘောကျစရာဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အခုအစည်းကတော့ဒါခရစ်စတယ်ဘယ်လင်းနဲ့သူအတော်လေးတောက်ပနေခဲ့ပြီလာမယ့်ယာတီမှာအသင်ပြောင်းမလားဒါအသင်မပြောင်းရင်တောင်မှသူ့ကိုပယ်လစ်အနေနဲ့ဒုက္ခလာစွာတုံ့ပြန်ပေးပြီးတော့စာချုပ်ချုပ်တာမျိုးတွေဖြစ်လာနိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ်အစည်းကတော့အလုံးရဲ့ညင်းပယ်ခြင်းကိုခံရပြီးတော့မှအခက်အခဲတွေကြားထဲကနေအောင်မြင်တဲ့ ကစားသမားဘဝကိုတက်လန်းနိုင်ခဲ့တယ်ဆိုတော့အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးသူအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ